S P I D E R spider မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကိုပြောပြမယ့်အကောင်လေးကတော့ပင့်ကူလေးတွေအကြောင်းပဲဖြစ်ပါတယ်။ပင့်ကူဆိုတာကဦးကောင်းရဲ့ကိုလုံးရဲ့ခြေတော့ရှစ်ချောင်းပါတဲ့အကောင်ဖြစ်ပါတယ်။ပင့်ကူတော့တာတာမီမီတို့မြင်မှုကြမှာပါ။ပင့်ကူလေးတွေကဝါးကျိုးလိုမျိုးပါလွှာတဲ့ပင့်ကူမြင်ကိုသူတို့ဘိုက်ကနေထုတ်ပြီးတော့သူတို့အိမ်လေးတွေရက်လောက်တက်ကြပါတယ်တဲ့ ိတ်ရှိလက်ရှိနဲ့တကြိုးချင်းရက်ပြီးတော့သူတို့အိမ်လေးဖြစ်သွားတဲ့အခါမှာအဲ့ဒီအိမ်လေးကစီးကပ်ပြီးတော့ရင်ငောင်တွေပိုးမွှားတွေအလွယ်တကူဖမ်းမိတဲ့နေရာလေးဖြစ်ပါတယ်တဲ့သူ့ရဲ့အိမ်မှာရင်ငောင်တွေပိုးမွှားတွေဖမ်းမိသွားရင် သူကအဲ့ဒီပိုးမွှားတွေကိုစားတောက်ပါတယ်တဲ့တချို့ပင်ကူတွေကအစိမ့်ရှိပြီးတချို့ပင်ကူတွေကတော့လူတွေကိုအနည်းငယ်မပေးတဲ့အမျိုးအစားတွေလည်းအများကြီးရှိပါတယ်တဲ့ ပင့်ကူလေးတွေကတော့အသားစားတတဝါဖြစ်ပါတယ်။သူတို့ကသင်ရွက်တွေ၊သစ်သီးတွေကိုမစားဘဲနဲ့အင်းဆက်နဲ့အခြားသင်းငယ်တဲ့တတဝါလေးတွေကိုစားတော့ကြပါတယ်တဲ့။ပင့်ကူတွေမှာအယောင်ဆုံးနဲ့အရွယ်ဆုံးရှိတယ်။ပင့်ကူတွေမှာအဝါ၊အနီ၊အပြ၊အမဲစားတဲ့အယောင်မျိုးမျိုးရှိပြီးတော့အရွယ်အစားကလည်းသေးသေးလေးရနေအကြီးကြီးထိအရွယ်အစားအမျိုးမျိုးရှိပါတယ်တဲ့။ပင့်ကူလေးတွေကလည်းလူတွေအတွက်အကျိုးရှိပါတယ်။သူတို့ကအိမ်အနီးရရင်ကောင်းတို့၊ချင်းတို့၊ပိုးမွှားတွေကိုဖမ်းယူစားတော့ပြရကြောင် င်သဘာဝပိုးသက်စေလိုပါပဲတဲ့။ကဲကူပင်ကူလေးတွေအကြောင်းသိပြီဆိုတော့မေကူလေးတွေဖြည့်ကြည့်အောင်။ပင်ကူလေးတွေကသူတို့ဘိုက်ကနေထုတ်တဲ့ပင်ကူမြင်လေးတွေကိုဘယ်လိုနေရာမှာအသုံးပြုကြတာလဲ။နံပါတ်၁ပင်ကူမြင်လေးတွေနဲ့ရက်လုပ်ပြီးတော့အိမ်ဆောက်တယ်။နံပါတ်၂ပင်ကူမြင်လေးတွေနဲ့ရက်လုပ်ပြီးအိမ်ကြီးချုပ်တယ်။ ဟုတ်ပါတယ်ပိန့်ကူမြင်လေးတွေနဲ့ရှင်းလုပ်ပြီးအိမ်ဆိုင်တယ်ဆိုရင်တော့အကောင်မီမီရဲ့အဖြေလေးလေးမှာမှာပဲเนาะကဲအခုပိန့်ကူလေးတွေအကြောင်းသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းထပ်ပြီးပြောပြအောင်မယ်เนาะ